မင်္ဂလာပါရှင်။ကျမတို့သတင်းဌာနကနေအော်တိုဘာလ26ရက်နေ့မနက်ခင်းသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာဆီယံ၏ထိတ်ဆုံးမှပါနေပြီ။အာဆီယံထိပ်သီးအစည်းအဝေးမဆမီနိုင်ငံခြားရေးဝန်ကြီးအဆင့်ဆွေးနွေးပွဲများစတင်နေသည်မှာနှစ်ရက်မြောက်ရှိသွားပြီဖြစ်ပါတယ်။ထိုအစည်းအဝေးများတွင်မြန်မာရွေးကောက်ပွဲကိစ္စသည်အဓိကနေရာမှပါဝင်လာနေသည်။ယခုအချိန်အထိထိုင်းနှင့်မလေးရှားတို့မှဦးဆောင်ဆွေးနွေးနေသည်ဟုသိရသည်။ အရိကအားဖြင့်မြမရွေးကောက်ပွဲသည်တရားမျှတပြီးပွင့်လင်းမြင်သာမှုရှိရမည်အားလုံးပါဝင်နိုင်မှုရှိရမည်ဆိုသည့်ပြောဆိုမှုများသာကြားနေရသည်လာမည့်ရွေးကောက်ပွဲတွင်စေအုပ်စုမှ၎င်းတို့လိုလာသောပါတီအနိုင်ရစေရန်ပွဲမဝင်ခင်ကပင်အသေးအချာပြင်ဆင်ထားပြီးဖြစ်၍ရွေးကောက်ပွဲတွင်မတမာမှုများထပ်လုပ်စရာအကြောင်းမမြင်ဟုယူဆထားပြီးဖြစ်သည်အီလက်ထရောနစ်မဲပေးစနစ်သုံးထား၍မဲလာထည့်တဲ့သူအရေးအတွက်နှင့်ခူးစဲလေးလောင်းရရှိမည့်မဲများအပေါ်ကလင်ကကြစ်လုပ်ဖို့ရှိနေသည် လက်ရှိတွင်ပြည်သူ့ဥဆောင်ပါတီမှတတ်သက်ခိုင်သည်ကြံဖို့တော်မပြီးသူ့ပဲပေးမည်ဆိုသောအတန်များထွက်လာ၍သူမအာရွှေကောက်ပွဲပုံမှရှစ်ခါကြီးနှင့်ညီဆွန်းသည်ဆိုကရွှေကောက်ပွဲဝင်ခွင့်ပိတ်ပင်လိုက်ပြီဖြစ်သည်အဆိုပါပုံမှသည်နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့ဘေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမည်ဟုဆိုထား၍ကြွေးမကင်းသူဟုဆိုလိုရင်းဖြစ်သည်အကယ်၍လေးလာသူများလွတ်ပြီးဘာမှကလိန်ကကြစ်လုဆရာမလို့တော်သောရွှေကောက်ပွဲမှဘာမှမယိုးမသားမတွေ့ဟုဆိုကဘာဆက်လုပ်ကြမည်နည်းဆိုသည်ကအဖြစ်မရှိကြောင်း ထိုင်းနိုင်ငံသားယူဝင်ကြီးကအချက်လေးချက်ကိုအဆိုပြုလာသည်၁တည်တန်းခိုင်မြဲသောငြိမ်းချမ်းရေးရရှိဖို့ဆွေးနွေးပွဲများဖြစ်မြောက်ရေးလမ်းကြောင်းပေါ်ရောက်ရှိရေးတစိတ်တပိုင်းအဖြစ်လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးနိုင်ရန်နှင့်ရွေးကောက်ပွဲအားတရားမျှတပြီးပွင့်လင်းမြေတာမှုရှိရေးတောင်းဆိုရန်နှင့်ပြီးသွားလေဆက်လက်ဆွေးနွေးနိုင်မည်လမ်းကြောင်းဖွင့်ထားရန်၃အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏အပြုသဘောဆောင်သောထိတွေ့ဆက်ဆံမှုကိုထောက်ခံရန်၄အာဆီယံ၏မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်၏လုပ်ငန်းစဉ်များ ကြည်ရောက်မှုရှိရေးပံ့ပိုးပေးရန်လိုပြတ်ပါတယ်။ဆိုလိုသည်က၎င်းတို့အစီအစဉ်ဖြင့်စစ်အုပ်စုနှင့်ထိတွေ့ဆက်ဆံသွားမည်ဖြစ်သည့်အရေးကြီးဆုံးအချက်အဖြစ်စစ်အုပ်စုရွေးကောက်ပွဲကိုအာဆီယံမှကိုယ်စားလှယ်ဆီလွှတ်ရန်ကိုထောက်ပြသည်ဟုထည့်သွင်းပြောဆိုသွားခြင်းပင်ဖြစ်သည့်သို့သောကိုယ်စားလှယ်ဆီလွှတ်ခြင်းသည်စောင့်ကြည့်ရန်သာဖြစ်၍ရွေးကောက်ပွဲကိုအတိမတ်ပြုသည့်သဘောမဟုတ်ဟုတည်ထားရမည်ဟုလည်းပြောပြန်သည်အင်ဒိုနီးရှားကလည်းအတိမတ်ပြုခြင်းမျိုးမဟုတ်ဘဲစောင့်ကြည့်ရုံတသက်ကိုယ်စားလှယ်ဆီလိုခြင်းမျိုးလက်ခံစဉ်းစားနိုင်သည်ဟုဆိုသည် ဧကရွေ့တညီတညွတ်ထဲသဘောတူညီချက်မျိုးမရရှိပါကအခြားနိုင်ငံများကိုယ်သဘောနှင့်ကိုမလုံနိုင်ရန်ရည်တည်ချက်သဘောထားကိုတိတိကျကျထုတ်ပြန်ဖို့လိုသည်ဟုလည်းထည့်သွင်းပြောဆိုသွားခဲ့သည်ဆေယုစုကတော့အားလုံးပါဝင်ရန်တောင်းဆိုနေသည့်ကြားမှာတသက်ခိုင်အားအချိန်ကပ်၍ဖယ်ရှားလိုက်ခြင်းဖြင့်၎င်းတို့ကြီးသားအများစုအစိုးရဖွဲ့နိုင်ရေးဒေသတည်ချက်တည်ချအောင် လုပ်နေပြီဖြစ်သည်ထို့တွင်စံစီစားများလိုက်ပေးရင်မဲဆွယ်နေသောကိုကိုကြီးလည်းညှက်ခုံးလုံနေလောက်ပြီဖြစ်သည် ကိုစလဲဆေလှုပ်ရေးအားနိုင်ငံကောင်းဆောင်များ၏ထိပ်သီးအစည်းအဝေးပွဲတွင်ဆွေးနွေးဆုံးဖြတ်မိဟုဥက္ကဋ္ဌဖြစ်သူမလေးရှားနိုင်ငံသား၏ဝန်ကြီးမိုဟာမက်ဟာဆန်ကပြောသည်ရွှေကောက်ပွဲမတိုင်မီအားလုံးပါဝင်သောဆွေးနွေးပွဲတစ်ရက်ဖြစ်မြောက်ရန်လိုအပ်ကြောင်းအလေးအနက်တိုက်တွန်းသည်ဟုလည်းပြောဆိုခဲ့သည်အဖြစ်နိုင်ဆုံးကတော့စောင့်ကြည့်မိကိုစလေဆေးလူရည်တီမရေမရနှင့်သာအဆုံးသက်သွားမည်ဖြစ်သည်။ထို့သောမြမအီချာပြန့်လုပ်ငန်းများအပေါ်ပြက်ပြက်သားသားဖြည့်ရှင်းနိုင်ရေးအာဆီယံတွင်ဆွေးနွေးကြတော့မည်ဖြစ်သည်။ အထူးသဖြင့်၎င်း၏နိုင်ငံသားများဒေါ်လာ10ဘီလီယံခန့်လိမ့်လည်ခံရသည့်အမေရိကန်သမ္မတထရန့်သည်ယနေ့ကွာလန်လမ်ပူသို့ဆက်ရောက်လာတော်မူဖြစ်သည်ဆေဥစုနှင့်စောချစ်သူတို့က၎င်းတို့၏ဝင်ငွေရရရာကြောင်းစခန်းများကိုဒေါ်နယ်ထရမ့်မှပစိဖိန်နှင့်အိန္ဒိယသမုဒ္ဒရာတည်းရှိလေရင်တင်သင်းပေါ်များမှတိုက်လေရင်များဆေလွတ်ပြီးဘုံကျဲဖြတ်စီရန်အမိန်ပေးလိုက်ကမခတ်ပေလို့ဟုစိုးရိမ်လာနေကြပုံရသည် ထို့သို့ဖြစ်လာနိုင်သည့်များကိုချိုတိသောစေအုပ်စုကဟန်ပြနှိမ်နှင်းပြပြီးလိန်ညာရန်ကျိုးပန်းခဲ့ခြင်းဖြစ်ပြီးထိရောက်မှုမရှိဟုလုံခြုံရေးဆိုင်ရာလေလံစမ်းစစ်ရေးသူတည်တည်တအူကပြောပါရယ်။လက်ရှိတွင်လူ900ခန့်ကိုရွှေ့ပြောင်းပေးထားပြီးအခြေအနေများငြိမ်သက်သွားပါက KK ပတ်တွင်ကုမ္ပဏီအသစ်တို့လွှဲပြောင်းပေးပြီးလောက်ကရန်စီစဉ်နေကြောင်းလည်းထိုသူတည်တည်ကပင်ဖော်ထုတ်ပြောဆိုခဲ့သည်။ Facebook ကလည်း၎င်းတို့ပလက်ဖောင်းကိုအသုံးချ၍ကမ္ဘောဒီးယားနှင့်မြန်မာမှလိမ်လည်နေသည့်အကောင့်ပေါင်း၁၂သန်းကိုဖော်ထုတ်နိုင်ခဲ့သည်ဟုဆိုသည်။ ကြာဖြတ်လုပ်ငန်းအားလုံးသည်တရုတ်ဩစာခံဖြစ်နေသောမြန်မာကမ်ဘောဒီးယားနှင့်လာအိုတို့တွင်သာ အခြေစိုက်လှုပ်ရှားနိုင်ခြင်းသည်တိုက်ဆိုင်မှုမဟုတ်သည်မှာထင်ရှားလာနေပြီဖြစ်သည်ဆေးဥစု၏ရွေးကောက်ပွဲအားအရှိုက်ထိုးခံလိုက်ရသလိုဖြစ်သွားရပြန်သည်ကနိုင်ငံပေါင်း193နိုင်ငံနှင့်အဖွဲ့ဝင်အဖြစ်နိုင်ငံပေါင်း183နိုင်ငံပါဝင်နေသည့်နိုင်ငံဆောင်ပါလီမန်များတက်မှတ်ကမှမြန်မာ2020ရွေးကောက်ခံလွှတ်တော်အားတရားဝင်အဖွဲ့အစည်းအဖြစ်၎င်းတို့၏152ကြိမ်မြောက်အစည်းအဝေးမှအတည်ပြုပေးလိုက်ခြင်းပင်ဖြစ်သည် ဂျန်နီဖာတွင်ပြုလုပ်သောထိုအစီအဝေးသို့ CRPHR ကိုစားပြု၍လူခေပြန်ဝင်ကြီးဒေါက်တာဝင်းမြတ်၏နှင့်နိုင်ငံသားရေးဝင်ကြီးဒေါ်စင်မအောင်တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်အာဆီယံ၏ဖြင့်လက်ရှိအရေးကိုဒီအတိုင်းပြစ်ထား၍မရတော့စီယာဇဝင်းမှုများနေစဉ်နဲ့မျှကျူးလွန်နေသောစစ်အာဏာသိမ်းအဖွဲ့ကိုပဲလက်ခံပြီး၎င်းတို့ပြုလုပ်မဲ့အလိညာရွေးကောက်ပွဲကိုအတိမတ်ပြုမည်လောသို့မဟုတ်က၎င်းတို့ပြုတ်ကြရည်အတွက်ရခုတက်ပို့ပြီးကြိုးပမ်းမည်လောဆိုသည်ကိုရွေးချယ်ကြရတော်မူဖြစ်သည် စေအုပ်စုသည်၎င်းတို့အပေါ်ဒုက္ခပေးလာနိုင်သည့်နိုင်ငံတကာဖိအားမျိုးကိုသာကြောက်ရွံ့တုန်လှုပ်တက်ကြောင်းကိုတည်ထားသင့်ပေသည် ပြည်သူတို့ဤတရားသောစစ်မှုချအောင်ရမည်ကျမ၏တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်